အားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အားလုံးမင်္ဂလာပါ Newcastle United ကတော့ပြီးခဲ့တဲ့နှစ်နှစ်တုန်းက EFL Cup Final မှာ Manchester United ကိုနှကိုးပြတ်ရှုံးနိမ့်ခဲ့ပြီးမှဒီနှစ်တစ်ချိန်မှာတော့ Liverpool ကိုထိုက်တိုက်တဲ့တဲ့နဲ့ပဲခြေစွမ်းပြပြီးအနိုင်ယူပြီးသူတို့တမိုင်းတစ်လျှောက် EFL Cup မှာ Champion ဖြစ်တယ်ဆိုတော့ ယူကာဆယ်ယူနိုက်တက်အသင်းအနေနဲ့အမှန်တိုင်းပြောရင်တော့ဒါဘယ်လိုပြောမလဲတကယ်ကိုအရေးသွေးရှိတဲ့ performance ကိုဒါပြသခဲ့ပြီးတော့ဒါ EFL ကမှာလီဗာပူးကိုတကယ်ကိုထိုက်တယ်ဒါကျွန်တော်တို့မျှော်လင့်ထားတဲ့ခြေစွမ်းထက်ပိုကောင်းတဲ့ ပါဖော်မန့်ဖြစ်တော့လီဗာပူးကိုယ်တိုင်လည်းအန်တာပါဖော်မန့်ဖြစ်သွားတယ်လေပါတယ်။ဒါညူကာဆယ်ကသူတို့တပိုင်းမှာ EFL ကမှာ1995 96မှာဒုတိယရတယ်။2022 23မှာဒုတိယရတယ်။ဒုတိယနှစ်ကြိမ်ရပြီးတော့ကလပ်သင်းတပိုင်းတခြား major supply ကြီးကိုနှစ်ပေါင်း90ကျော်မှာတခါနှစ်ပေါင်း90ကျော်မှာဝင်းဘလေးကွင်းမှာအဆုံးသတ်ပြီးတော့ဒါအောင်ပွဲရတယ်။သူတို့ဘယ်လောက်ထိဆိုရဲဆိုဝင်းဘလေးကွင်းမှာ6ကြိမ်5 6ကြိမ်တိတိစက်တိုက်ရှုံးတာ။ ဒါကိုအဆုံးသတ်သွားတယ်ဆိုတော့ဒီနေရာမှာအက်ဒီဟောင်း၄နှစ်တာကာလအတွင်းမှာအက်ဒီဟောင်းကညူကာဆယ်ကို transformation လုပ်လိုက်တယ် EF ကဖိုင်နယ်ချိန်ပို့တယ်တစ်ချိန်တည်းမှာပဲ champion league တစ်ချိန်ပို့ပြီးတော့ဒီနေ့ရာဒီမှာလည်း potential ရဥရောပ champion league ဝင်ခွင့်တွက်အခွင့်အရေးရှိနေစေဖြစ်တယ်ဆိုတော့အက်ဒီဟောင်းအသင်းနဲ့ပတ်သက်လို့ကျွန်တော်ဗာကြိုက်လဲဆိုတဲ့အချက်ကဗာလဲဆိုတော့သူတို့အသွင်းကအခုကျွန်တော် Premier League club တွေနေတဲ့ကဥပမာ Brighton လို့ Aston Villa လို့ ဘုံပေါက်သူနောက်ကြီးချောက်ကြီးဟုအဲ့အသင်းတွေနဲ့မတူညီတာကသူတို့အသင်းဟာ aggressive ဖြစ်တဲ့ကစားပုံခက်ချမ်းချမ်းကစားတဲ့နောက် physical ကိုအဓိကအားထားပြီးတော့မှကပအကောင်းဆုံးတိုက်စစ်မှုတွေကတယောက်ဖြစ်တဲ့အာလစနာအီဆာရဲ့ finisher ကိုအသုံးချတယ်ဆိုတော့တကယ်တော့ Newcastle front 3ကဒီ Anthony Gordon ရဲ့ Jacob Murphy ရဲ့နောက်တစ်ဖက်ကအီဆာရဲ့ကတကယ်အားကိုးရတယ်ဒါတော့မှအခု Anthony Gordon မပါလို့ Harvey Van ကစားတာ ဆိုတော့ through front three ကတို့လေးကောင်းတယ်အဲ့ဒါကိုမှတို့ကွင်းလေတို့ကွင်းလေဟာလက်ရှိ Premier League မှာအသိန်းတိုင်းကိုကောင်းကောင်းရှင်လို့ရတယ် Newcastle Saint James မှာ Newcastle က Liverpool ကိုအမြဲတမ်းလိုလိုရှုံးတာတည်ရင်လည်းအရှုံးကြီးပဲ Eddie Howe ဆိုရင်သူ့နီးပြတန်တန်တစ်လျှောက် Liverpool ကိုဘုံပေါင်းတဲ့ Newcastle မှာအချိန်ကြီးတွေ့တာတစ်ချိန်ပဲနိုင်ပြီအဲ့ဒါကဘုံပေါင်းတဲ့ Carlos Wesley ကိုနဲ့နိုင်ဖို့တာဆိုတော့ဒီအသင်းက Liverpool အတွက် Newcastle အတွက် Liverpool ဟာအမတန်ခက်တဲ့အသင်းဒါပေမဲ့ Eddie Howe အသင်းဟာ attractive spot on ဖြစ်တဲ့ army slot အသင်းကို out play စားသွားတယ် first ball through ပဲရတယ် second ball through ပဲရတယ် third ball through ပဲရတယ်သူတို့ကပူဟန်ကားဖြစ်တယ်သူတို့ကပူ aggressive ဖြစ်တယ်သူတို့ကပူအနိုင်လိုချင်စေအထူးသဖြင့်ယူကဆဲကွင်းလေက Bruno Guimaraes ရဲ့ Julian Dan ရဲ့ Tonali ရဲ့တကယ်အရေးသွေးပဲဒီကစားမ၃ယောက်ကကြိုက်တဲ့ Premier League ကွင်းလေကောင်းကောင်းကိုရှင်းနိုင်လို့ယူကဆဲကိုကျွန်တော်ထင်တော့ Premier League ထော့စစ်လို့တော့ခေါ်လို့မရဘူးထော့အိတ်ကလပ်တွေကိုခက်ထက်ရတယ် ဒါအမှန်တိုင်းပြောကြီး6ကြီးအပြင်ညူကာဆယ်ဟာအိုက်ကက်တဂရီထဲမှာပါလာပြီအာစွန်ဗီလာမေးဘီထပ်ထည့်လို့ရတယ်ထဲမှာပါတယ်ဒီရှစ်သင်းဒါအခု Brighton ကတော့အိုက်ထဲမှာနည်းနည်းလေး behind ဖြစ်မယ်ဒါပေမဲ့ကျွန်တော်အမြင်တော့ညူကာဆယ်နဲ့အဲဒီဟောင်းကလာမယ့်နှစ်တွေမှာထိတ်တန့်အသိတွေကို challenge အခုသူတို့သူတို့လောမဲ့လောက Champion League ဝင်ဝင်ကို consistent ရယူဖို့ဖလားပြိုင်ပွဲတွေကို challenge လုပ်လိုက်ဖို့ပြီးတော့မှအဲဒီဟောင်းအသင်းကနောက်တစ်ခုက Saudi လပ်ဖြစ်တော့သူတို့ကိုလုံလောက်တဲ့ပံ့ပိုးမှုတွေတခုပဲယူကာဆယ်ချန်ပီယံလိဝင်ခွင့်ရပြီးတော့အီဆတ်နဲ့ကွီမာရက်ဆိုဆန်တိုထိုနာလီတို့ကိုထိမ့်ဖို့ဆိုတော့သူတို့မှာခိုင်မာတဲ့ solid defense ရှိတယ်မာချိုလာတဲ့ကွင်းလည်းရှိတယ်နောက်ထိုက်မြင့်တဲ့တိုက်စစ်ပိုင်းကိုပိုင်ဆိုင်ထားတယ်အေဒီဟောင်းကလည်းအရေးကြီးရှိတဲ့အတွက်ကြောင့်ယူကာဆယ်ဟာမကြာမီချိန်တွင်းမှာ toxic လက်တီကိုကိုကောင်းကောင်း challenge လုပ်ပြီးတော့ဒါ new ဥရော English Premier League ရဲ့ ARG အသင်းတစ်သင်းဖြည့်ရက်တည်နိုင်မလို့ထင်လားဘယ်လိုမြင်ကြလဲဒီကြတော့ Newcastle က update နဲ့ကျွန်တော်တင်တော့ toxic ကနေ toxic club ထဲမှာထည့်သွင်းလိုက်ပြီဘယ်လိုမြင်ကြလဲ Newcastle ပေါ့ကိုမတ်မှာဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးပါတယ်